တော်လည်းတော်ဝင်များကိုထမ်းဆောင်ရင်ရှန်ကီးယားနယ်စပ်ရှေ့တန်းတိုက်ပွဲမှာအင်းလေးပြည်သူကာကွယ်တပ်ဖွဲ့ကရဲဘော်နှစ်ဦးကြာဆုံးခဲ့2025ခုနှစ်မတ်လ24ရက်နေ့ရှေ့တန်းတိုက်ပွဲတနေရာမှာရဲဝန်စွာတိုက်ပွဲဝင်ရင်မြင့်မြတ်စွာ အသက်ပေးလူသွားကြသောတခွဲနှစ်ဒုတခွဲမူရဲဘော်ဝေယံနိုင်ခေါ်ရဲဘော်ဘာကြီးနဲ့ တခွဲတည်းဒူးတက်စိတ်မှုရဲဘော်လင်းထက်ပိုင်ခေါ်ရဲဘော်ဇော်ပိုင်တို့ရဲ့ဇာပနာအခမ်းအနားကို2025ခုနှစ်မတ်လ25ရက်နေ့ကအမှတ်1 3 3ကိုတက်ရင်အင်းလေးပြည်သူကာဝေးတပ်ဖွဲ့ရဲ့နောက်တန်းတက်ရင်နေရာမှာကျင်းပပြုလုပ်ပြီးခဲ့ကြပါတယ်ဒူးတက်ခွဲမှုရဲဘော်ဘာကြီးနဲ့ဒူးတက်စိတ်မှုရဲဘော်ဇော်ပိုင်တို့ရဲ့စွန့်လွတ်အနစ်နာခံ ပေးဆက်မှုအားမိမိတို့အမှတ် တစ်တုံညတုံညကိုတက်ရင်မှနှမျောတတဝန်းနေရင်လေးစားဥညွန့်အလေးနေပြုအပ်ပါတယ်အပြည့်ပြတ်သေးသောဆရာနာရှင်စနစ်အမြင့်ပြတ်ချေမုံရင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုပေါ်ပေါက်ရေးတို့အတွက်တော်လည်းအောင်မြင်သည့်အထိမိမိတို့အမှတ်တစ်တုံညတုံညကိုတက်ရင်အင်းလေးပြည်သူကာဝေးတက် IMDA မှာကြာရှိသောရဲဘော်ရဲဘက်များမှဆက်လက်တန်းဆောင်သွားမည်ဖြစ်ကြောင်းကတိသက်စား ြုတ်လိုက်ရပါတယ်။အာဇာနည်သူရဲကောင်းဒုတက်ခွဲမှုရဲဘော်ဝီယန်နိုင်ခေါ်ရဲဘော်ဘာကြီးနဲ့ဒုတက်စိတ်မှုရဲဘော်လင်းထက်ပိုင်ခေါ်ရဲ့ဘော်စော်ပိုင်တို့ကောင်းရဘုံဘဝမှာအေးချမ်းစွာအနားယူနိုင်ပါစေလို့အမတ်တေတုံညာတုံညာကိုတက်ရင်အင်းလေးပြည်သူကာကွယ်တပ် IPTF ကဝန်နေချင်းများစွာဖြင့်ထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။ဒဏ္ဍာရီမဟုတ်တဲ့တမိုင်း တဆင့်စကားတဆင့်ကြားဘူးတာကဆုံးဖြတ်ချက်ပြတ်သားရဲရင်ခိုင်မှာတတိရှိစွာအနစ်နာခံခဲ့ပြီးပြည်သူအတွက်အသက်ပေးခဲ့တဲ့လမ်းပြတူဝင်ကျဲကြီးတစ်ပွင့်ကြွေလွင့်ခဲ့ရတယ်။ဒါဒဏ္ဍာရီမဟုတ်ဘူးတမိုင်းတော်တဆင့်စကားတဆင့်ကြားဘူးတာကဖြောင်းနေငါ့ကိုလာခဲ့တောင်တွေကြားကပဲ့တင်တန်ကြီး မိဟိခိုင်မှာအကူညီမဲ့စွာကြွေလွင့်သွားခဲ့ရတဲ့ကျေတပွင့်ရဲ့အသံယခုထိငါတို့နားတယ်ကြားနေစေပါငါတို့ကူညီခြင်းစိတ်မရှိတာမဟုတ်ရပါဘူးငါတို့တကူကောင်းဆန်ခဲ့တာမဟုတ်ရပါဘူးအပြီးဆုံးသေးတဲ့တာဝန်လေးတွေအတွက်ငါတို့ရုံထွက်ခဲ့ရတယ်တောင်းပန်ပါတယ်ကွာဒါတဏှာကြီးမဟုတ်ဘူးတမိုင်းတော့ တဆင့်စကားတဆင့်ကြားဘူးတာကရန်သူကလိုက်ပိတ်ဆို့ဝင်းရံတိုက်ခိုက်နေချင်းသူတို့မပြေးနိုင်တာမဟုတ်ဘူးသူတို့မှာကြန့်ခိုင်တဲ့ခန္ဓာကိုယ်မရှိတာမဟုတ်ဘူးသူတို့ယုံထွက်နေရတာရေပင်ကြီးရွှွန်တော်ပြည့်ဖြစ်နေလေငါတို့တိတာပေါ့ကွာငါးကလေးကိုရှော့တိုက်ဖမ်းလို့ဖမ်းခံခဲ့ရပြီးကျွေးလွင့်သွားခဲ့ရတဲ့ကျယ်ပွင့်တွေဒါတန်တာကြီးမဟုတ်ဘူးတမိုင်းတော့ တဆင့်စကားတဆင့်ကြားဘူးတာကရေပြင်ကြဲကြဲလိုင်းကဖွေးဖွေးလေအေးအေးနဲ့ငါတို့ဌာနီဇာတိမီအငွေ့အတက်ကိုခံစားနေရပြီမကြခင်ရောက်တော့မယ်လို့ပြောပြီးလက်နဲ့ကြီးစားခေါင်းကိုထိပ်ပြီးကြားသွားခဲ့တယ်ကျဲတပွင့်ရှိခဲ့တယ်ဒါတဏှာကြီးမဟုတ်ဘူးတမိုင်းတော့တဆင့်စကားတဆင့်ကြားဘူးတာကတော်လန်ခီး အမြန်ပြီးခြင်းပြီ အမေအိုလက်ရာရွှေဟင်းလျာကို အဝစားခြင်းပြီငါသားလူလေးအမေလဲလွမ်းလာပြီအမေလာချက်ကျွေးပါမယ်အမေအိုရောက်လာတော့အမေချက်ကျွေးလာမပြောနဲ့အမေမျက်နာကိုတော့မမြင်ရပဲလက်တလုံးချလမ်းလွဲသွားပြီးကြွေလွင့်ခဲ့ရတဲ့ကျယ်ဝင်းဒါတဏှာကြီးမဟုတ်ဘူးတမိုင်းတော့ ူတို့တမိုင်းမရိုင်းရအောင်အသက်ရှင်သူငါတို့ပြည်သူတို့ရေလူမလေးခွေးမခန့်တော့တဲ့စစ်ခွေးမိစာလူယုံမာတွေကို အမြင့်ဖြတ်ချိန်မုံကြပါစို့တူတာကြာဆုံးခဲ့ရတဲ့ရဲဘော်တွေအတွက်ဂုံပြူပြီးဝမ်းနေခြင်းများစွာဖြင့်ရေးဆက်တည်ကုံလိုက်ပါလေရန်ကယာနေဆက်ကတိုက်ပွဲတွေဟာအမတန်ပြင်းထန်လွန်လာပါလေ ဂီနီဒီတာဟာနယ်မြေချင်းချင်းလေးဆိုပေမဲ့လည်းအချမ်းဘက်စစ်ကောင်စီကိုရွရွချွန်ချွန်ခုခံနေတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ရှန်ဂီနီနယ်စပ်မှာတိုက်ပွဲတွေပြင်းထန်လာခဲ့တာလေးနှစ်နီးပါးရှိလာခဲ့ပါပြီ။တော်လိုင်းတပ်ဖွဲ့တွေဟာမြို့တွေကိုသိမ်းနိုင်ဖို့ကြိုးစားကြရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ထိတိုက်တွေ့ဆုံခဲ့ပြီးရှန်တိုက်ပွဲဆင့်မြင့်လာပြီးဒီမှာတံပိုးရှိတဲ့ပြည်သူ့ကာကွယ်ရေးဘော်တွေရဲ့အသက်တွေကိုဆုံးရှုံးနေခဲ့ရတာ။ များလာပါပြီ။ဒီစာမှာလည်း2025ခုနှစ်မတ်လ24ရက်နေ့ကရှမ်းကင်းနီနယ်စပ်တိုက်ပွဲတနေရာမှာမြင်းမြစွာအသက်ဘေးလူကြာဆုံးသွားခဲ့ရတဲ့ဒုတခွဲမှုရဲဘော်ဗာကြီးနဲ့ဒုတစိတ်မှုရဲဘော်စောပိုင်တို့ဟာကျွန်တော်တို့စပုတ်ဗီဒီယိုမြန်မာပါလေအလေးနီပြုမှတ်တမ်းတင်လိုက်ရပါတယ်။ Airbor ရဲ့ဆုံးလွတ်နေနာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနေ့ဦးတော်လိုင်းသမိုင်းက ပြီးတော့မှမိသွားလိမ့်မည်။ဟုတ်ပါ။ရေဘော်ပါကြီးနဲ့ရေဘော်ဇော်ပိုင်တို့ဟာရှန်ကင်နီနေဆက်မုံပြမြို့ကုန်းတာကြီးရွာတိုက်ပွဲမှာမြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရပြီးရေဘော်ရဲ့မပီးပြက်သေးတဲ့တော်လည်ရေးတဝင်းများကိုကျွန်တော်တို့ကြံရှိတဲ့ရေဘော်ရဲဘက်များကဆက်လက်ထမ်းဆောင်သွားပါမယ်လို့ဂတိတစာပြုလိုက်ရပါတယ်။ရေဘော်တို့ဒီတာဝန်တွေကို ထားခဲ့ပါတယ် ်အေဂျင်ငြိမ်းစွာအနာယူနစ်ပါရောဖက်စစ်အကြံဖတ်ဆက်အနာရှင်ကိုအမြင့်ပြတ်ချိန်မုံရင်မြို့တော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကိုခြေကွဲဝမ်းနဲ့ဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးနီပြုမှတ်တမ်းတင်နေတဲ့ support ပြီးတဲ့မြန်မာ YouTube channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ် support ပြီးတဲ့မြန်မာ YouTube channel ကိုကြည့်ရင်မြို့တော်လိုင်းမှာတထောင်တနေရာတွေကနေပါဝင်နေကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာမြင်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာ မြမတွေဦးတော်လန်ဟင်းမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြအောင်တမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလို့ပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တွေပဲဖြစ်စီ လက်နဲ့မကင်ရွယ်ဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်